အလုတ်ထွက်ဖို့စဉ်းစားနေတဲ့အခါနောက်နေ့နောက်လနောက်ရက်တွေအတွက်ဘယ်လိုမျိုးရက်တည်သွားကြမလဲဆိုတော့ဆရပူပန်မှုတွေဟာရှိတတ်ပါတယ်သူသဖြင့်ကုန်စည်လုံးကြီးမားတဲ့ဂျပန်လိုနိုင်ငံမှာပို့လို့တောင်မှဆိုရင်ပူပန်ကြပါတယ်ဒါပေမဲ့အရင်ဆိုရင်မပူပန်ပါနဲ့အလုတ်တစ်ခုကနေပြီးတော့တခြားအလုတ်တစ်ခုကိုပြောင်းတဲ့အချိန်မှာဂျပန်အစိုးရကနေပြီးတော့အလုတ်တစ်ရှာဖွေနေတဲ့သူတွေအတွက်အလုတ်လက်မဲ့စီ security တရားတက်ဆိုတာကိုပေးအပ်ထားပါတယ် ဆိုတော့ဒီဗီဒီယိုမှာအလုံးလက်မဲ့စရိတ်ကိုဘယ်လိုလူတွေရှောက်လို့ရနိုင်လဲဘယ်လိုရှောက်ရမလဲပြီးတော့ဘယ်လောက်ရနိုင်လဲဆိုတာတွေကိုအသေးစိတ်နားလည်ကြအောင်ပြသချင်းတင်ရှင်းပြပေးကြမှာဖြစ်ပါတယ်အလုံးမဲ့မင်္ဂလာပါကျွန်တော်တို့ဇင်ဂျပန်လိုက်ချန်နယ်ရဇင်တောဖြစ်ပါတယ်ဆိုတော့ဒီစကရတရတဲ့ကိုဘယ်လိုလူတွေရှောက်ထားလို့ရလဲဆိုရင်အဓိကအချက်နှစ်ချက်နဲ့ကိုင်းနေရပါမယ်နံပါတ်1ကအလုံးလက်မဲ့အဖြစ်သတ်မှတ်ခံထားသူဖြစ်ရပါမယ် ဘာလို့ဆိုလို့ကျင်တာလဲဆိုရင်ဒီအလုံးလုံးချင်းသေးရှိသူပေါ့နော်။မအလုံးတိတစ်ခုကနေပြီးတော့တခြားအလုံးတိတစ်ခုကိုရှာဖွေပြီးတော့တကယ်ရှာဖွေနေတဲ့သူတကယ်အလုံးလုံးချင်းတဲ့သူဖြစ်ရမယ်။နောက်တစ်ခုကတခြားအလုံးတစ်ခုရပြီဆိုတာနဲ့ချက်ချင်းအလုံးဝင်နိုင်သူချက်ချင်းအလုံးလုံးနိုင်သူဖြစ်ရမယ်။ဥပမာကျမ်းမာရေးကောင်းဖို့ပြီးတော့ဟောစတင်လောက်ကင်နိုင်သူဖြစ်ရမယ်ပေါ့နော်။ နောက်တစ်ခုကတက်ကြွစွာနဲ့အလौရှာဖွင့်နေသူတကူမှပြောရမယ်ဆိုရင်တော့တကယ်အလौရှာဖွင့်နေတဲ့သူဖြစ်ရပါမယ်။ဆိုတော့တကယ်အလौရှာဖွင့်နေချောင်းကို Hello Work ကိုသွားပြီးတော့ CV ဖောင်းနေကြည့်ခိုင်းတာမျိုးအလौရှာခိုင်းတာမျိုးစသဖြင့်တို့ရဲ့တို့နဲ့ပူးပေါင်းပြီးတော့တို့ရဲ့ activity တွေမှာပါဝင်ပြီး line လှုပ်ဆောင်နေဟာကိုလုပ်ပေးရပါမယ်။ဘောနော်။နောက်အဓိကရေးကြီးတဲ့နံပါတ်1တစ်ချက်ကိုရောဟုတ်ကဲလို့ခေါ်ပါတယ်။အလौအာမခံထားရှိမှုကာလပြည့်မီရပါမယ်။ဥပမာတင်းရဲ့အလौထွက်တဲ့ခြင်းဒီပေါ်မူတည်ပြီးတော့ဒီလိုအပ်တဲ့ကာလတွေကတော့ကွာခြားမှုရှိပါတယ်။ ဥမာဖုတ်သမောင်းနဲ့ကိုလုံးထွက်လိုက်တယ်ဆိုတဲ့သူတွေကအလုံးမထွက်ခင်နှစ်နှစ်အတွင်းမှာပေါ့နော်အ ਨੇ ဆုံး12လတနှစ်ပေါ့နော်အလုံးအာမခံကိုရဟုတ်ကန်းလို့ခေါ်တဲ့အရာကိုတနှစ်ဆောင်ထားပါမယ်ပေါ့နော်အဲ့လိုတနှစ်ပြည့်မီဖို့အတွက်ကိုတလောက်ဘလို့ရည်တွက်လဲဆိုလို့ရှိရင်တလရဲ့အလုံးတက်ရက်ဒီ17ရက်ကျော်လို့ရှိရင်တလလို့ရည်တွက်လို့ရပါတယ်အဲ့လိုမျိုး12လရှိထားပါမယ်နောက်ချင်းဒီတကူကဥမာခွန်မီပြိုလဲသွားတာတော့အလုံးထုတ်ခံရတာပြီးတော့ဥစ္စာပြောလို့ခေါ်တဲ့သူစိတ်ကြယောဂါတွေဖြစ်နေတဲ့သူ စသဖြင့်အဲ့လိုမျိုးသူတွေကတော့အလောက်အမကန်6လဆောင်ထားတယ်ဆိုရင်ကိုကအဆင်ပြေပါတယ်ဆိုတော့ဒီခိုးရောဟိုကန်ဆိုတာကဝက်ဗီဇာသမားတွေပဲဆောင်ကြတာမဟုတ်ပါဘူးเนาะဒီတခြားအလူဘိုက်တွေတွေပါတယ်ဆိုရင်ဒီခိုးရောကုမ္ပဏီနဲ့ညှိပြီးတော့ဆောင်ခိုင်းလို့ရတာမျိုးတွေလည်းရှိတယ်ဥပမာတချို့ကုမ္ပဏီတွေတချို့အလုပ်တွေဆိုရင်ဆောင်ပေးထားတာမျိုးတွေလည်းရှိတယ်အဲ့တော့ခိုးရောကန်လို့ခေါ်တဲ့အလုပ်သမားအမကန်ကိုဆောင်ထားလားမဆောင်ထားလားဆိုတော့ကိုလုပ်တဲ့အလုပ်မှာသွားပြီးတော့ခက်ခွန်းလုပ်လို့ရပါတယ်နောက်တစ်စိတ်အနေနဲ့ဆိုရင်ဒီလိုမျိုးအလုပ်လက်လက်စိတ်ကိုဘယ်လိုမျိုးရှောက်ထားလို့ရပါ ဘယ်လိုမျိုးလျှောက်ထားလို့ရမလဲဆိုရင် hello work ခုလို့ခေါ်တယ်ဗောနော်ကိုယ်နဲ့အနည်းဆုံး hello work ရုံးကိုသွားရောက်ပြီးလျှောက်ထားလို့ရပါတယ်ဆိုတော့လိုအပ်တဲ့စာဆံတွေကိုလည်းတစ်ခါလေးပြောပြပေးပါမယ်ဒီ hello work ကိုမသွားဘူးဗောနော်ကျွန်တော်အခုပြောပြတဲ့စာဆံတွေကိုဒီချာလေးပြင်ဆင်သွားပါအောင်နော်နံပါတ်1ဒီ shop ကိုရောလို့ခေါ်ပါတယ်အလုတ်ထွက်ကြောင်းထောက်ကန်စာဖြစ်ပါတယ်ဗောနော်ဒီအလုတ်ထွက်ကြောင်းထောက်ကန်စာအလုတ်ထွက်ပြီးတက်လာတွင်မှာကျွန်တော်ကိုလုတ်ခဲတဲ့ company မှာတောင်းလို့ရပါတယ်အကယ်၍ထုတ်မပေးဘူးဆိုရင် hello work ကိုလမ်းပြောပြီးတော့ဆက်ခံလို့ရပါတယ် ံပါတ်2ကတော့ my number cat တော့မဟုတ်အကမရှိဆိုတဲ့သူတွေကကိုယ့်ရဲ့ my number နံပါတ်ပါတဲ့ဂျူနီယောလို့ပါလို့စသဖြင့်အဲ့လိုမျိုး size random တစ်ခုလိုအပ်ပါတယ်ဘောနော်ပြီးတော့နောက်ထပ်ဥမာ design new cat တွေပါပြီးဟိုကိုယ့်ရဲ့မှာ line စနေပါတယ်ရှိရဆိုရင်လည်းယူပါပါဘောနော်ဒါတွေလည်းပြပြပေးရတာဖြစ်ပါတယ်နောက်ထပ် 3cm 2.4cm ဓာတ်ပုံလည်းပေါ်လိုအပ်ပါတယ်နောက်တစ်ခုနေနေရတော့ကိုယ့်ရဲ့နာမည်နဲ့ဖောက်ထားတဲ့ brand account တစ်ခုလိုပါတယ်ဘောနော် ခုနကျွန်တော်ပြောပြလိုက်တဲ့စာအစရန်လေးကိုပြင်ဆင်ပြီးသွားပြီဆိုရင်နောက်ထပ်လှုပ်ဆောင်သွားမယ့်အရာတွေကိုအစဉ်အဆက်ပြောပြပေးပါမယ်နံပါတ်1အနေနဲ့ hello world ကိုသွားပြီးတော့မှတ်ပုံတင်ရမှာပေါ့နော်ဆိုတော့ဒီလိုအပ်တဲ့ size run တွေကို hello world ကိုသွားရောက်ပြီးတော့အလုံးရှာဖွေသူဖြစ်နံပါတ်1မှတ်ပုံတင်ပေးရပါမယ်ပြီးတော့ဒီမှတ်ပုံတင်ပြီးသွားရင်ဆိုရင်ဒီ9ရက်နီးပါးလောက်အလုံးလက်မဲ့ဖြစ်နေစောင့်ဆိုင်းရပါမယ်ပေါ့နော်ဒီကာလမှာတော့ကျွန်တော်တို့ငွေရအောင်မဟုတ်သေးပါဘူး နောက်နံပါတ်3တစ်ချက်အနေနဲ့သူတို့ရဲ့ systemic ခိုင်လို့ခေါ်တဲ့ရှင်းလင်းပွဲပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့ရှင်းပြတဲ့အရာကိုသူတို့ချိန်းဆိုထားတဲ့ရက်မှာပေါ့နော်တရားလေးတွားရောက်ပြီးတော့တက်ရောက်ပြီးလာတော့ပြရမှာဖြစ်ပါတယ်နောက်နံပါတ်4တစ်ချက်အနေနဲ့ကတော့ queue for second လို့ခေါ်တဲ့ဒီဇေယိကန့်တက်တဲ့ကာလပေါ့နော်အဲ့နံပါတ်4ချက်မှာဆိုရင်ဘလို့ချက်လေးပါလဲဆိုရင်ဥမာခုနပြောလိုက်တဲ့ company ပြိုလဲလို့ဖတ်သွားတဲ့သူတွေအလုပ်ထုတ်ခံလိုက်ရတဲ့သူတွေစသဖြင့်အဲ့လိုလူတွေကတော့9ရက်စောင့်ဆိုင်းပြီးတာနဲ့ ဒီစရိတ်ကိုစပြီးတော့ရပြီပေါ့နော်ရပြီဆိုရင်စရည်တွက်ပြီပေါ့နော်တရက်ချင်းရည်တွက်ပြီးတော့ခုနှစ်ရက်နောက်ပိုင်းကနေစပြီးစပြီးပြီးတော့ပြောလို့ရပါတယ်ပြီးတော့ခုသဘောနဲ့ကိုထွက်လိုက်တယ်ပြီးတော့စီကန်ဖောက်ပြက်လို့ထုတ်ခံရတယ်ဆိုတော့အဲခုနှစ်ရက်ဆောင်းဆိုင်ပြီးရဲ့နောက်မှာထပ်မံပြီးတော့နောက်တစ်လသုံးမဟုတ်သုံးလအထိဆောင်းဆိုင်ရနိုင်တာမျိုးတွေလည်းရှိနိုင်ပါတယ်ဘောနော် နောက်နံပါတ်5တစ်ချက်အနေနဲ့ဒီခုနပြောတဲ့အလုတ်ရှာဖွေမှုအတီးပြုတ်ပြီးသွားပြီဒီရဲ့ရှင်းစိတ်တွေအောင်မြင်သွားပြီဆိုရင်ပုံမှန်အားဖြင့်ပေါ့နော်ဒီဝေဆရပြီဆိုတဲ့အချိန်မရခင်ပေါ့နော်လေးတပတ်ကိုတစ်ချိန်လောက်ဖလိုဝက်ကိုသွားပြီးတော့ကိုယ့်ရဲ့လုံနေတဲ့ activity ဥမာရှုလျှော့ခုခါစလို့စသဖြင့်ပေါ့နော်ကိုယ်အလုတ်ရှာနေတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ဥမာအင်တာဗျူးသွားတယ်အလုတ်ရှာလာတယ်စသဖြင့်ဒါတွေကိုပေါ့နော်သူတို့သတ်မှတ်ထားတဲ့ရက်မှာမဖြစ်မနေသွားပြီးတော့ report လုပ်ပေးရပါတယ်ပြီးရင်ပြောပြပေးရပါတယ်အကယ်၍ ကိုမလည်းမလုံနေဘူးဆိုဟလိုဝက်နဲ့တိုင်ပင်ပြီးတော့သူတို့ညွှန်ကြားချက်တိုင်းဆောင်ရွက်လို့လည်းရပါတယ်။နောက်နံပါတ်6အနေနဲ့ကတော့ဒီခုနပြောတစ်ကနေ9အထိအစဉ်စဉ်ပြီးသွားပြီဆိုရင်ငွေပေးချေတဲ့အဆင့်ရောက်လာပါပြီ။ဒီအတီးပြုတ်ပြီးတဲ့အခါမှာကိုယ့်ရဲ့ဘဏ်အကောင့်ထဲသူငွေလွှဲပေးလာပါလိမ့်မယ်ပေါ့နော်။ဆိုတော့ငွေလွှဲပေးလာမယ်ဆိုတော့ကျွန်တော်တို့ဘယ်လောက်ရမလဲပေါ့နော်။ဥပမာကျွန်တော်တစ်ရက်ကိုရမယ့်ပမာဏကခင်းတစ်ရက်တဲ့အနေနဲ့ဆိုရင်ကျွန်တော်ဒီအလုံးမထွက်ခင်ကာလပေါ့နော်6လအတွင်းမှာ ရခဲ့တဲ့စုစုပေါင်းလစာကို180နဲ့စားပြီးတော့တွက်ချက်ပေးတာဖြစ်ပါတယ်။ဥပမာကိုကတစ်လောက်10000ရရတယ်ဆိုရင်ပေါင်း60 180နဲ့စားလိုက်ပြီးတော့အဲ့ဒီထွက်လာတဲ့ပမာဏရဲ့90ရနေပြီးတော့80ရနေတဲ့ကြားကိုကိုကရရှိမှာဖြစ်ပါတယ်ဘောနော်။ဆိုတော့ဘလောက်ကြာကြာရမလဲ၊ဘယ်နည်းရလောက်ထိဘယ်နည်းလားလောက်ထိရမလဲဆိုတဲ့ဟာကတော့အဲတယောက်နဲ့တယောက်မတူပါဘူး။ကိုရဲ့အသက်ပြီးတော့ခုနပြောတဲ့ခိုးရောဟိုကန်းလို့ခေါ်တဲ့အာမခံထားရှိမှုကာလပြီးရင်အလုတ်ထွက်တဲ့အကြောင်းပြချက်ပေါ်မှာမူတည်ပြီးတော့တယောက်နဲ့တယောက် ရတဲ့ပမာဏလေး꿰သွားပါတယ်ဘောနော်ဥပမာကိုယ်တော်နဲ့ကိုယ်လှုပ်ထွက်တိုက်တာလို့ပါလို့ဆိုရင်အာမခံထားလိုက်တဲ့ကာလပေါ်ပူကြည့်ပြီးရက်90အမှရက်150အထိရရှိနိုင်ပါတယ်ခုနပြောတဲ့အလုပ်ထုတ်ခံရတဲ့သူတွေပြီးရင်ကုမ္ပဏီပြိုလဲသွားတဲ့အတွက်ကြောင့်ထွက်လိုက်ရတဲ့သူတွေမဟုတ်သူပြောလို့ယောဂဖြစ်တဲ့သူတွေအဲ့ဒီချွင်းချက်တွေကတော့အသက်ကန့်တဲ့ကာလပေါ်ပူကြည့်ပြီးတော့ပုံမှန်ထက်ပိုပြီးတော့ရပါတယ်ရက်90အမှပြီးတော့330အထိရရှိနိုင်ပါတယ်ဥပမာပထမဦးဆုံး6လလောက်ရောက်ပြီးတော့ နောက်ထပ်အဲ့ဒီ6လအတွင်းမှာအလုပ်ရှာတယ်မရဘူးဆိုရင်နောက်ထပ်တစ်နှစ်ထိထပ်တိုးလို့ရတဲ့အနေအထားရှိပါတယ်။နောက်ထပ်ပေါ့နော်ဒါတွေရပြီဆိုရင်အရေးကြီးတဲ့သတိထားမယ်ချက်တွေလည်းရှိပါတယ်။အဲ့ဒါပါလဲဆိုရင်ကိုရောဥက္ကန်းလို့ခေါ်တဲ့အလုပ်အမကန်ကိုမဆောင်ထားတဲ့သူတွေဆိုရင်ဒီရဲ့ရှိစုကျော်တရားတဲ့ကိုရှောက်လို့လုံးဝမရပါဘူးပေါ့နော်။ရှိစုကျော်တရားတဲ့ယူနေတဲ့ချိန်မှာကျွန်တော်ရှုချက်မှုခါစိုးတွေပါလေလောက်ရပါမယ်။ပြီးတော့ကျွန်တော်ဒီတောတွင်းမှာအလုပ်ပိုက်တွေလည်းလုံလို့တော့ရပါတယ်။ဒါပေမဲ့ နိုင်တပတ်ကိုနိုင်20အောက်ဖြစ်ရပါမယ်။တရက်ကို၄နိုင်လောက်လုံးလို့ရပါတယ်။အဲ့ဒီထက်ကျော်ပြီးတော့လုံးလို့မရပါဘူးပေါ့နော်။ပြီးတော့ပေါ့နော်ကျွန်တော်ဒီရှစ်စပြောတရက်တက်ကိုကျွန်တော်6လရပြီ3လရပြီဆိုပါဆိုပေါ့နော်။အဲ့ဒီတော့တွင်မှာကိုကကိုဝင်ရသွားတာပဲဖြစ်ဖြစ်ကျမ်းမကြီးတခုခုကြောင့်မလို့ဟောအလုံးမဝင်နိုင်တော့တာပဲဖြစ်ဖြစ်ပေါ့နော်။အဲ့လိုမျိုးဆိုရင်ကျွန်တော်တို့တစ်နှစ်ကနေပြီးတော့3-4နှစ်အထိပေါ့နော်။ Ancho လို့ခေါ်တယ်။အချိန်ကာလထက်ပြီးတော့တိုးမြင့်လို့ရပါတယ်။ဥပမာကိုကဒီရှစ်စပြောတရက်တက်ကို တလစာရပြီးသွားပြီ။ဂျန်နဲ့3လစာဂျန်နဲ့ဂျန်နဲ့2လစာဂျန်နဲ့ဆိုတဲ့ဟာကိုနောက်နှစ်နှစ်3နှစ်မှာထပ်ယူမယ်ဆိုတဲ့ပုံစံမျိုးနဲ့လုပ်လို့လည်းရပါတယ်ဘောနော်။ ွဲတကြောင်မလို့ဒီဏိကုံးချုပ်နေပြန်ပြောရမယ်ဆိုရင်ခုနပြောတဲ့ရှစ်စုပြောတရားတက်ကိုရှောက်ထားခြင်းအဆင့်ဆင့်နေရဆိုနည်းနည်းလေးရှုပ်ထွေးတယ်ခက်ခဲတယ်လို့ထင်ရပေမဲ့ကျွန်တော်ပြောပြသွားတဲ့အဆင့်လေးတွေကိုပေါ့နော်တဆင့်ချင်းလိုက်လုပ်သွားမယ်ဆိုရင်ရန်ကိုလွဲကူပါတယ်ပြီးတော့ကိုယ့်ရဲ့အရေးချင်းနဲ့ကိုက်မကိုက်ဆိုတာကိုလည်းကိုယ့်နဲ့နီးစပ်ရဟလိုဝတ်ကိုတွားပြီးတော့ဆွေးနွေးဖို့အတွက်ကိုအကြံပြုလိုပါတယ်ပေါ့နော် ဆိုတော့ဒီကနေ့ဗီဒီယိုလေးကအားလုံးအတွက်အများကြီးထောက်ကူဖြစ်နိုင်မယ်လို့ထင်ပါတယ်။ဆိုတော့ဒီနေ့ရှိသူကျော်တရားတဲ့နဲ့ပတ်သက်ပြီးနားမနေတဲ့အကြောင်းအရာတွေရှိရင်လည်းကျွန်တော်ရဲ့ comment မှာမေးခဲ့လို့ရသလိုနောက်ထပ်ထပ်ပြီးလုံးဆည်ခြင်းတဲ့ဗီဒီယိုတွေသိခြင်းတဲ့အကြောင်းအရာတွေရှိတယ်ဆိုရင်လည်း comment မှာမှတ်ခဲ့ပြီးလို့ရပါတယ်။အားလုံးကျေးဇူးများကြီးတင်ပါတယ်။ဟာ၊ Let's get somebody's